ဒီတတ္တာဆိုတဲ့တရားဖြစ်ပေါ်လာပြီဆိုလို့ရှင်ဘလို့လို့သိနိုင်တယ်လဲကိုယ့်ကိုယ်ကိုစဉ်းစားကြည့်လူတွေမှာတရားတရားဆိုတာစိတ်ထဲမှာဖြစ်ပေါ်လာပြီဆိုတာနဲ့တကြိုင်နဲ့ဘာဖြစ်လဲဆိုရင်လူရဲ့စိတ်လေးဟာကြီးလာကြီးလာတယ်တရားတရားဝင်လာရင်လူတွေစိတ်ဟာကြီးလာကြီးလာတယ်ဆိုတာလောဘဆိုတဲ့အတွေးတွေအနောက်တွေဒေါသဆိုတဲ့အတွေးအနောက်တွေဖယ်ရှားပြီးတော့ ကုသိုလ်ကောင်းမှုဘက်ကိုစဉ်းစားလာစိတ်ကြည်လာလို့ရှိရင်အဲဥပုပ်သွားဆောင်ဥမပဲတရားသွားနာဥမပဲတရားလေးထိုင်လိုက်ဥမပဲဖျားပန်းလဲလိုက်ဥမပဲဆိုရအတွေးလေးတွေဝင်လာတရားမရှိမဝင်မှုတွေဟာနော်တမန်နဲ့မဟုတ်တရားရှိလာပြီဆိုရင်ဒီအတွေးလေးတွေဟာဆင်ငယ်ဆင်ငယ်ဖြစ်ပေါ်လာအဲ့လိုဖြစ်ပေါ်လာတာဟာတရားဆိုတဲ့စွမ်းအားကနေပြီးတော့စိတ်ရဲ့အနောက်အချွတ် ကုသိုလ်မဖြစ်အောင်ဆုတ်ပိတ်ထားတဲ့နိဝရဏဆိုတဲ့တရားတွေကိုတရားကနေပြီးတော့တထင်ကအနေအားဖြင့်ဖယ်ရှားထားတယ်ဖယ်ရှားနိုင်တယ်ကဲနိဝရဏဆိုတာဘာတွေကိုပြောတာလဲဆိုကာမစ္ဆန္ဒလူချင်းစရာအာယုန်တွေကိုလူချင်းတာကာမစ္ဆန္ဒပဲလူချင်းစရာအာယုန်ဆိုတာမျက်စိကမြင်လို့နားကကြားလို့နှာခေါင်းကနမ်းရှည်ရလို့လျှာကရဲရလို့ခန္ဓာကိုယ်ကထိတွေ့ရလို့ လူချင်းစရာအာယုံဆိုတာပေါ်လာအဲ့ဒီပေါ်လာတဲ့လူချင်းစရာအာယုံတွေကိုလူချင်းတာဟာကမ္မစ္ဆန္ဒတရားဝင်လာလို့ရှိရင်ဟောဒီကမ္မစ္ဆန္ဒဆိုတဲ့ဟာမလာတော့ခိတ္တခဏရဆိုင်သွားသူတို့ကိုဖယ်ရှားပလိုက်ကြည့်ဒီတရားတရားပေါက်လာတဲ့ပုဂ္ဂိုလ်ကသူကဥပုသ်ဆောင်သွားမယ်ဆိုတဲ့ပုဂ္ဂိုလ်ကတယ်လီဗီရှင်းကြည့်ဦးမှာပဲဇာကားကြည့်ဦးမှာဆိုတဲ့အတွေ့ပဲဝင်တော့မှာတော့နော်ဘယ်အဲ့ဒီအတွေ့မျိုးတွေမတွေ့တော့ဘူးလေ ဥပုသ်ဆောင်သွားမယ်ဆိုတရားနာသွားမယ်ဆိုရက်စိတ်ပျော်စရာလုပ်ငန်းတစ်ခုပေါ်မှာစိတ်ဝင်စားမှုမရှိဘူး။ဟောဒါဘသူကဖယ်ရှားပေးတာတော့ဆိုတရားဖယ်ရှားလိုက်တာပဲ။တရားစွာအဖယ်ရှားပေးတာ။ဟောနောက်တစ်ခါစိတ်ထဲမှာအလိုမကျဖြစ်နေတာဆိုတာလည်းမပေါ်လာဘူး။စိတ်ထဲမှာအလိုမကျတာကိုဖြာပါရလို့ခေါ်တယ်။လောကလူတွေဟာရတာကိုဒီလိုချင်တာကိုရရင်လောဘမရရင်ဒေါသဒီလိုဖြစ်တာ။ အဲ့တော့ဒေါသဆိုတဲ့ပြာပါဒတရားကိုလည်းပဲသရတရားကဖယ်ရှားထားတဲ့အချိန်မှာဒါမဖြစ်လာနောက်တစ်ခါကုသိုလ်ကိစ္စတွေမှာစိတ်အားမတက်ဘူးတဲ့စိတ်အားတွန့်တိုဆုံနေပြီးတော့နေတယ်အဲ့ဒါကိုဌိနမိတ်တာလို့ခေါ်တယ်အဲ့ဒီဌိနမိတ်တာဆိုတဲ့တရားကိုလည်းပဲသရဆွမ်းအားကနေပြီးတော့တတင်းကအားဖြင့်ဖယ်ရှားပြစ်ထားတယ်ဟောနောက်တစ်ခါဥဒိစ္စကောကောစဒါတရားဆိုတာကုသနာမှဖြစ်တာနော် ကိုကိုကိုနဲ့အမြဲတမ်း apply လုပ်ချီဖို့လိုတယ်ခန္ဓာကိုခန္ဓာညာရောက်ညာရောက်နဲ့ပြောနေတာအဲ့ဒါကို